နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလိုက်လဲစွာကြိုဆိုပါတယ်ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ငြိမ်သက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်တဆရှိရတနင်္ဂနွေနေ့ ဝကျန်ခန့်ကြီးတဲ့အငယ်တက်မှတဆက်တော်အစဦး၌ဘုရားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတံတားမရှိလွတ်လပ်လဟဖြစ်၏နနေ့အရက်ကိုမောင်မိုက်ဖုံးလွှမ်း၍ဘုရားသခင်၏ဝိညာဉ်တော်သည်ရေမျက်နှာပြင်ပေါ်မှလှူရှားတော်မူ၏ဘုရားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုလင်းကောင်းသည်ကိုဘုရားသခင်မြင်၍ အလင်းနှင့်မောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏အလင်းကိုနှင်းဟူသောအမိဖြင့်၎င်းမောင်မိုက်ကိုညဟူသောအမိဖြင့်၎င်းခေါ်တော်တမုတ်တော်မူ၍ညာဦးနှင့်နနက်သည်ပထမနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကရေအလင်း၌မုံမျက်နှာချက်ဖြစ်စေရင်နှင့်ရေချင်းချာနာစေဟုအမိန့်တော်ရှိသဖြင့်မုံမျက်နှာချက်ကိုဖျားသခင်ဖန်ဆင်းတော်မူ၍ မိုးမျက်နှာချက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာချက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ။မိုးမျက်နှာချက်ကိုလည်းမိုးကောင်းငင်ဟုသောအမည်ဖြင့်ဖျားသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ညဦးနှင့်နက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏။တဖန်ဖျားသခင်ကမိုးကောင်းငင်အောက်၌ရှိသောရေစုဝေစေ၊ဂုံပေါ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။ကုန်းကူမြေဟုသောအမည်ဖြင့်၎င်းယေစုဝေယကို ပင်လေဟူသောအမိဖြင့်၎င်းဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထုံမှုရာကောင်းသည့်ကိုဘုရားသခင်မြင်တော်မူ၏။တပန်းဘုရားသခင်ကမြည်သည်မြက်ပင်ကို၎င်းစဘာသည့်ကိုဖြစ်စေသောစဘာပင်ကို၎င်းမြေပေါ်မှာ မျိုးစေ့ပါလျက်တတိမျိုးကို ဖြစ်စေသောတပင်ကို၎င်း ပေါ့စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။မြည်သည်မြက်ပင်ကို၎င်း စဘာသီမျိုးကိုဖြစ်စေသောစဘာပင်ကို၎င်းမိမိ၌မျိုးစေပါလျက်တစ်သီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထုံမှုရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ညအူနှင့်နနက်သည်တတိယနေ့ရက်ဖြစ်လေ၏တပံဖျားသခင်ကမြေသည်မြက်ပင်ကို၎င်း စဘာသည်ကိုဖြစ်စေသောစဘာပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်သီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါ့စီဟု အမိန်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကပ္ပဥ္ဇံအခန်းကြီး1အခန်းငယ်17ဘုရားသခင်၏ကြွယ်ဝသောခြေဆုတော်အသက်52နှစ်အရွယ်တွင်ဤနက်စ်မဟီယာသည်ယုခဗိဒဘာသာရက်ကိုလေ့လာရန်ဆုံးဖြတ်ခဲ့ပြီး ကောလိပ်ကျောင်းသူအဖြစ်စည်ရင်ပေးသွင်းခဲ့သည်ထို့နောက်သူမ၏73နှစ်ကျော်လှုပ်သက်အတွင်းအမေရိကအလဲပိုင်းနှင့် တောင်ပိုင်းတခွင်သို့လှည့်လည်ကာအပင်မျိုးစိတ်သစ်900ကို ရှာဖွေတွေ့ရှိခဲ့သည်သူမတယောက်တည်းမဟုတ်ပါသိပ္ပံပညာရှင်များသည်နှစ်စဉ်အပင်မျိုးစိတ်အသက်2000နီးပါးကို ရှာဖွေတွေ့ရှိကြသည်ကပ္ပဝုချံခန်းကြီးတက်တွင်ဖျားသခင်သည် အစင်းတံမရှိလွတ်လပ်လဟာဖြစ်သည့်မှောင်မိုက်သောကဘာမြေကိုပြေဆုံးကြွယ်ဝသောနေရာအဖြစ်ဖန်ဆင်းခဲ့သည်။သုံးရမြောက်သောနေ၌ဖျားသခင်သည်ခြောက်သွေ့သောမြေကိုဖန်တီးရန်ရေကိုခွဲထုတ်ပြီးမြေသည်မြက်ပင်ကို၎င်း၊စဘာသည်ကိုဖြစ်စေသောစဘာပင်ကို၎င်း၊မြေပေါ်မှမျိုးစေ့ပါလျက်တစ်သီးမျိုးကို ဖြစ်စေသောတစ်ပင်ကို၎င်းထားရှိခြင်းဖြင့်လူသားများအတွေ့ ตาด่องตายาရှိစေသည်၎င်းသည်မျိုးစေ့မှပေါက်သောအပင်များနှင့်တီးပင်စားပင်များဖြစ်သည်ဖျားခင်သည်အတိနှံတမျိုးတည်းမဟုတ်ပဲအမျိုးစုံလင်စွာဖန်ဆင်းတော်မူခဲ့သည်ဖျားခင်သည်ဖန်ဆင်းရှင်သာမဟုတ်ပဲတီထွင်ဖန်တီးနိုင်သူလည်းဖြစ်သည်သူသည်မတူညီသောအပင်တရိษံနှင့်ကြယ်များဖန်တီးရခြင်းကိုနှစ်သက်သည် အကယ်၍ဖျားသခင်သည်အစာအသောက်အတွက်သာဂယုစိုက်ပါက မျိုးစေ့ပါသောအပင်တစ်မျိုးဒီကိုသာဖန်တီးခဲ့မည်ဖြစ်သည်သို့သောဖျားသခင်သည်အလွန်စေတနာကြွယ်ဝပြီး မလောက်မငှမြည်သည့်အခါမျှမလောက်ပါဖျားသခင်ကြွယ်ဝမှုကို သူ၏ဖန်ဆင်းခြင်းမျှလောက်နှင့်ကန့်သတ်မထားပေသူ၏ဂျေဇူးတရားလည်းပေါ်ကြွယ်ဝသည်ရှင်ဘောလူပြောခဲ့သည့်အတိုင်းငါတို့သခင်ဖျားဤဂျေဇူးတော်သည်လည်း ယေရှုခရစ်၌ယုံကြည်ခြင်းချစ်ခြင်းနှင့်တကားအတိုင်းထက်အလွန်ကြွယ်ဝပြီးဖျားသခင်၏ဖန်ဆင်းခြင်းကဲ့သို့ပင် ကိုတော်၏ယေရှုတော်သည် ကျွန်ုပ်တို့လိုအပ်သည့်ထက်ပိုပြီးကြိုတင်ကြံစီ၍ပင်ကျွန်ုပ်တို့အားပေးခဲ့သည် န်ဆင်းခြင်းသည်ဖျားသခင်၏ကောင်းမြတ်ခြင်းနှင့်ကြွယ်ဝသောကျေးဇူးတော်ကိုမြည်သို့သရုပ်ပြသည်နီဖျားသခင်၏မြည်သည့်ကျေးဇူးတော်အကြောင်းကို သင်မြည်သို့ဝေမျှနိုင်သည်အဖဖျားလှပသောကဘာတစ်ခုကိုဖန်ဆင်းပေးသောကြောင့်ကျေးဇူးတင်ပါ၏။သခင်ယေရှုနာမကိုအမိပြု၍တောင်းလျှောက်ပါသည်။အာမင်။ နေ့စဉ်ခွန်အားကိုကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝတက်တာများဖြစ်တည်